မင်္ဂလာပါဦးစင်းနဲ့အတူဒီနေ့ခင်ကာကုကြီးကိုလေ့လာကြရအောင် ခင်ကာကုကြီးသည်ဂျပန်နိုင်ငံကျိုတိုမြို့မှာရှိပါတယ်ခင်ကာကူကြီးဆိုတာမြန်မာလူရွှေချောင်းလို့အဓိပ္ပာယ်ရပါတယ်

မီလောင်ပြီး၅နှစ်အကြာမှာမူလပုံစံအတိုင်းအစ်စ်တပံပြန်လဲတိဆောက်ခဲ့ကြပါတယ်စင်ဗုဒ္ဓဘာသာဖျားကြောင်ဖြစ်တဲ့ခင်ကာကုကြည်သည် ရေကန်နှင့်ရွှေအောင်ထဲဝါစွာဖြင့်တဘာဝအလှတရားတို့နှင့်ပေါင်းစပ်ပြီးအလွန်လှပတဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်ခရီးသွားများများစွာလာရောက်လဲပတ်ကြပါတယ်။ အားလုံးသောဓမ္မမိတ်ဆွေများဘုဒ္ဓတာတူပွားကြပါစေ။